အမေရိကန်ပြည်ထောင်စု တက်ဆက်စ်ပြည်နယ်ဆန်အန်တိုနီယိုမြို့ကနက်ကလက်တစ်ခုကိုအမိမေလုံခြုံရေးဝန်ကြီးဌာနအထူးတပ်ဖွဲ့ကစစ်စင်ရေးဆင်နွှဲပြီးလူ150ကျော်ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ပတ်သက်လို့သတင်းအချက်လက်ကြားသိလိုကြောင်းဒီမိုကရက်လွတ်တော်အမတ်နှစ်ဦးကအမိမေလုံခြုံရေးဝန်ကြီးနဲ့တခြားတာဝန်ရှိသူတွေကိုတောင်းဆိုနေပါတယ်တက်ဆက်စ်ပြည်နယ်ကိုစားပြီးအောက်လွတ်တော်အမတ်နှစ်ဦးဖြစ်ကြတဲ့ဟွာကင်းကက်စထရိုနဲ့ဂရက်စီဇာတို့က ဖန်ဝရံဖန်ခံရသူတွေရဲ့အချက်အလက်စတဲ့အသေးစိတ်တွေကိုသိလို့ကြောင်းအမိမြေလုံးညုံရေးဝန်ကြီးခရစ်စတီနောပြည်တော်စုရှိနေကြပန်ဘွန်ဒီနဲ့တခြားအစိုးရအရာရှိတွေထံပူးတွဲစာရေးပြီးနိုဝင်ဘာ20ရက်နေ့ကတောင်းဆိုလိုက်ကြတာပါတက်ဆက်စပြည်နယ်တောင်ပိုင်းဒေသအတွက်အသစ်ဖွဲ့စည်းလိုက်တဲ့အမိမြေလုံးညုံရေးဝန်ကြီးဌာနအထူးတပ်ဖွဲ့ကနိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ညကတရားမဝင်ဖွင့်ထားတဲ့ necklace တစ်ခုကိုဝင်စီးပြီးလူ150ကျော်ကိုဖမ်းဆီးသွားခဲ့တာပါ နိုဝင်ဘာ16ရက်နေ့ကဗင်နီဇွဲလားဂိုင်းလို့တည်ကြတဲ့ Trande Aragua ကိုပြစ်မှတ်ထားပြီးဆန်အန်တိုနီယိုမြို့ကနက်ကလပ်တစ်ခုကိုဝင်ရောက်ဖမ်းဆီးခဲ့တာမှာလူ150ကျော်ဖမ်းဆီးမိတဲ့အထက် Trande Aragua အဖွဲ့ဝင်တွေအပါအဝင်တရားမဝင်နေထိုင်သူ28ဦးပါကြောင်းသူတို့နဲ့အတူဘိန်းဘျူလက်နဲ့သုံးလက်နဲ့ငွေသား3500ကိုလည်းတင်ဆက်ရမိခဲ့တဲ့အကြောင်းအမိမြေလုံခြုံရေးဝန်ကြီးဌာနကနိုဝင်ဘာလ20ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။ တိုက်ဆက်စပီနဲ့တောင်ပိုင်းအမိမြေလုံးဂျုံရေးအထူးတပ်ဖွဲ့စစ်စင်ရေးမှာနိုင်ငံသားနဲ့လူမှုကြီးကြရေး ICE ဌာနနဲ့ FBI တို့လည်းပူးတဲပါဝင်ခဲ့ပြီးဒီစစ်စင်ရေးကိုတရားသူကြီးနဲ့ပြည်내အုပ်ချုပ်ရေးမှုတို့ရဲ့ခွင့်ပြုချက်နဲ့ဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်ဒီစစ်စင်ရေးအတွက်ပြည်내14ခုကပူးပေါင်းပါဝင်ခဲ့တယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်အဖက်ခံရသူအလုံးနီးပါးဟာလက်တီနိုတွေဖြစ်တဲ့အတွက်ဆန်အန်တိုနီယိုမြို့မှာရှိတဲ့လက်တီနိုလူမှုအသိုက်အဝန်းနဲ့တခြားဒေသကနေစုပေါင်းပြီး အိုက်စ်နဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာနတို့ရဲ့ပွင့်လင်းမြင်သာမှုမရှိတဲ့လောက်ရကိုကန့်ကွက်ကြောင်းဖမ်းဆီးထားသူတချို့ကိုရုံထုတ်တဲ့တရားရုံးအပြင်မှာဆန္ဒပြခဲ့ကြသလိုမြို့အတွင်းကတခြားနေရာတွေမှာလည်းခြိတက်ဆန္ဒပြခဲ့ကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ